အားလုံးပဲမင်္ဂလာပါကွယ်ဒီနေ့ပြောပြမယ့်ပုံမြင်ကလေးကတော့ရွှေငါးကလေးရဲ့ညှိုဝှက်ချက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကတီမိုဆိုတဲ့ကောင်ကလေးတယောက်ရှိတဲ့ကွယ်သူဟာကြောင်တက်ရတာနဲ့အိမ်စာရင်းလုပ်ရတာကို သိတ်ကိုပြင်းတာပေါ့ဒါပေမဲ့သူဟာမုတ်တွေစားရတာကိုတော့သိတ်ကြိုက်တဲ့ကွယ်နေ့လယ်ကလေးတစ်ခုမှာတော့သူဟာ သိတ်ကိုပြင်းစရာကောင်းတယ်လို့ခံစားနေရတာပေါ့ ဒါကြောင့်သူဟာစားစရာရှာဖို့အတွက်မိဖို့ကန်းထဲသို့လမ်းလျှောက်သွားလိုက်တဲ့ခွေမိဖို့ကန်းထဲကိုရောက်တဲ့အခါမှာတော့စပွဲကုံပေါ်မှာတင်ထားတဲ့ခွက်ဟောင်းလေးတစ်ခုရဲ့အထဲမှာငါးလေးတစ်ကောင်ကူးခတ်နေတာကိုတွေ့လိုက်ရတဲ့ခွေလက်ဖက်ရည်ထဲမှာကူးခတ်နေတဲ့တကယ့်ငါးအစ်စ်ကလေးတစ်ကောင်ပဲဖြစ်ပါတယ်အသက်ရှင်နေတဲ့ရွှေငါးကလေးပါလားမင်းကဘယ်လိုလုပ်ဒီထဲကိုရောက်နေတာလဲမင်းရောက်လာပြီလားကောင်ကလေးဟမ် မင်းကစကားပြောတတ်တယ်ဒါပေါ့ကွာငါကစကားပြောနိုင်တယ်လေဒါပေမဲ့ငါအခုနေရာမှားပြီးတော့ဒီခွက်ထဲကိုရောက်လာမိလို့မင်းမင်းမင်းကငါ့ရင်ထဲမှာရောက်နေတဲ့စကားပြောတတ်တဲ့ငါလေးတကပေါ့မှန်တယ်လေကွာအဲ့ဒါကပြဿနာဖြစ်နေတာဘာကြောင့်လဲဘာဖြစ်လို့လဲဆိုတော့ငါက ော်ဒီတကဘာလုံးမှာရှိတဲ့ရေပိုင်နဲ့အားလုံးရဲ့ပယံပဲကွာဟ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 ာမဖြစ်နိုင်တော့ကွာဘာတွေလာပြောနေတာလဲဒီမိုရဲ့စကားကိုကြားလိုက်တဲ့အခါမှာတော့ငါကလေးဟာသူ့ရဲ့အမိတွေကိုလှုပ်ခတ်လိုက်တော့တာပေါ့အဲ့ဒီခါမှာတော့ဒီမိုရဲ့မျိုးကန်တဲ့သူရေတွေရောက်လာတဲ့ကွယ်မျိုးကန်ထဲမှာရှိတဲ့ရေခဲတက်တာနဲ့ခုံတွေအားလုံးဟာရေထဲမှာဘောလုံးဘောလုံးမျောနေတော့တာပေါ့ တီမိုကလည်းရေထဲမှာကုခတ်နေရတဲ့ကွယ်အမလီကြေချပါအောင်ကြေချပါအောင်ကဲခုတော့မင်းယုံမီမဟုတ်ဘူးလားယုံပါပြီကွာတော့အရင်ကယ်ပေးပါအောင်ကောင်းပြီလေရွှေကားကလေးဟာသူ့အမီလေးကိုနောက်ထပ်တစ်ခါထပ်လှုပ်လိုက်တဲ့အခါမှာတော့မိဘကန်ထဲမှာရှိတဲ့ရေတွေအလုံးဟာရုတ်တရက်ပြောက်ွယ်သွားတဲ့ကွယ်မင်းငါပြောတာကိုသေချာနားထောင်ထားပါ အခုဆိုရင်ငါ့ရဲ့ပိုင်နက်ထဲမှာရှိတဲ့ရေတွေဟာတပြည့်ပြည့်နဲ့ညော့နေလာနေတယ်။ဒီနေဝင်ချိန်မတိုင်ခင်မှာဒါကမတားဆီးနိုင်ဘူးဆိုလို့ရှိရင်ဟောဒီကဘာပေါ်မှာရှိတဲ့ရေတွေအားလုံးဟာတပြည့်ပြည့်နဲ့ညော့နေပျောက်ွယ်သွားလိမ့်မယ်။ဟမ်ငါတို့အိမ်မှာတောက်တုံးနေတဲ့ရေတွေရောလား။တိတ်တိတ်ကြတာပေါ့ကွာ။ဟောဒီတကဘာလုံးမှာရှိတဲ့ရေတွေအားလုံးဟာခန့်ချောက်သွားလိမ့်မယ်။ဒါဆိုရင်ငါတို့ဘာလုပ်တတ်လဲ။ ဘာလို့ရောက်มาလဲဆိုတော့မင်းဟာငါနဲ့အတူတူဟောဒီဘေးစင်အောက်မှာရှိတဲ့ရေမြောင်းလေးအတိုင်းဆင်းသွားရမယ်အဲ့ဒီနေရာကိုရောက်တဲ့ခါကျရင်ဟောဒီတကဘာလုံးမှာရှိတဲ့ရေတွေခန်းလျှောက်နေတာဟာဘသူလက်ချက်လဲဆိုတာကိုတွေ့ရနိုင်မယ်အဲ့ဒီနောက်မှာတော့ဘေးစင်ဟာရုတ်တရက်လဲလက်တောက်ပလာပြီးတော့သူ့ရဲ့အောက်မှာရှိတဲ့ရေမြောင်းကလည်းဥမင်လိုင်းကောင်းတဲ့ခွဲပြောင်းလဲသွားတဲ့ခွဲရွှေငါးကလေးဟာ ခွက်ထဲကနေပြီးတော့ဥမင်လိုင်းကောင်းသဖွယ်ဖြစ်နေတဲ့ရေမြောင်းထဲသို့ပထမဦးဆုံးခုန်ချလိုက်တဲ့ကွယ်ဟေးတီမိုဘာရီစဉ်းစားနေတာလဲစဉ်းစားရဲ့လေကွာအချိန်မရှိတော့ဘူးမြန်မြန်လုပ်တီမိုလေးကလည်းငားကလေးခုန်ချသွားတဲ့အတိုင်းဥမင်လိုင်းကောင်းပုံတဲ့မြောင်းထဲသို့ခုန်ချသွားတော့တာပေါ့ကွယ်တီမိုနဲ့ငါးကလေးတို့ဟာရေထဲမှာမျောပါလာကြရင်းနဲ့တနေရာအရောက်မှာတော့ တို့ရဲ့ကဘာမြေပေါ်မှာရှိတဲ့ရေတွေအားလုံးကိုစုပ်ယူတောက်သုံးနေတယ်။ကြီးမာပြီးတော့မဲမောင်နေတယ်။ရေဘလူးကြီးတကောင်ကိုတွေးလိုက်ရတဲ့ကွယ်။ရွှေငါးလေးရဲ့လျှွက်ဝက်ဆက်ပုံပြင်ပထမပိုင်းလေးကတော့ဒီလောက်ပါပဲကွယ်။နောက်ရက်တွေမှာဒုတိယပိုင်းလေးကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရှုပေးကြပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။